နောပွားများပြီဆိုလို့ရှိရင်တော့ဘယ်လိုပွားရမလဲဣတိပိသောဘဂဝါဣတိပိဆိုတာအကြောင်းကိုရည်ညွှန်းတာသောဘဂဝါကိုယ်စိတ်ထဲမှာကိုယ်စိတ်ထဲမှာသောဘဂဝါငါချီညိုတဲ့ငါကိုးကွယ်တဲ့အဲ့ဒီဗုဒ္ဓမြတ်စွာဘုရားဟာလို့အဓိပ္ပာယ်ရတယ်သောဘဂဝါဆိုတာဒီ ငါကြည်ညိုကိုးကွယ်တဲ့တလောလကလုံးကလေးစားရတဲ့ဘုရားဆိုတဲ့ပုဂ္ဂိုလ်သူမြတ်ဟာအော်ဒီနေရာမှာဘဂဝါလို့ခေါ်လိုက်တာကအလွန်လေးစားတတ်တဲ့ပုဂ္ဂိုလ်တွေကိုသုံးတဲ့အိန္ဒိယစကားလုံးတစ်ခုပဲဒီနေ့တော့ပဲအိန္ဒိယနိုင်ငံမှာဘဂဝါလို့သုံးနေရှိတယ်တကယ်ကြီးမားတဲ့ပုဂ္ဂိုလ်တွေကိုဘဂဝါလို့သုံးတယ်သူတို့နော်အဲ့ဒီဘဂဝါလို့သုံးတဲ့စကားလုံးရဲ့အဓိပ္ပာယ်ကဘာလဲလို့ဆိုရင် ဂုရုကြီးလို့အဓိပ္ပာယ်ရတယ်။ဂုရုကြီးထဲမှာပို့ပြီးတော့လေးစားတဲ့ဂုရုကြီးတွေကြတော့ဘဂဝံလို့ခေါ်လိုက်တာသူတို့။ဒါအိန္ဒိယနိုင်ငံအသုံးစကားတစ်ခုပဲ။ဘဂဝံဆိုတာအလွန်ကိုကြီးမြတ်တဲ့သူတို့လေးစားရတဲ့ပုဂ္ဂိုလ်အလွန်လေးစားတတ်တဲ့ဂုရုကြီးတွေ။ဒါကြောင့်မို့လို့အထက်ကရာဆရာကဘဂဝါတိဂုရုဒီလိုဖွင့်တာ။ဘဂဝါတိဂရု ဂရုံဟိလောကေဘဂဝါတိဥစ္စတိလောကလူတွေကလေးစားအပ်တဲ့ဂုရုတွေကိုဘဂဝံလို့ခေါ်ကြပါတယ်ဆိုတာဒီပါဠိစာပေမှာတွင်ပဲဒီဟာဖွင့်ဆိုပြထားတာရှိတယ်အထက်ကရာကျမ်းတွေဟာအဲ့တိုင်းပဲရေးတယ်နော်ဘဂဝါတိဂရုဘဂဝါတိဂုရုခုခေတ်အတုံးနဲ့ဆိုဘဂဝါဆိုတာဂုရုကိုခေါ်တာတဲ့ဂရုဂုရုံဟိလောကေ ဘဂဝါတိဟုဇတိဂုရုကိုလူတွေကဘဂဝါလို့ခေါ်ကြတယ်ဟောဒီအဓိပ္ပာယ်နဲ့ဖွင့်ပြဘာလို့လဲဆိုရင်လောကကြီးတစ်ခုလုံးရဲ့အလေးပြုအပ်တဲ့ပုဂ္ဂိုလ်ဖြစ်တယ်မြတ်စွာဘုရားဟာကိုချင်းတိလနဲ့နှိုင်းရှင်ပဲဆိုလဲသူ့ကိုပါတဲ့ပုဂ္ဂိုလ်မပြောနဲ့မိတဲ့ပုဂ္ဂိုလ်တော်မရှိဘူးတမာတိနဲ့နှိုင်းရှင်လိုက်ပြန်ရင်လေဖျားတဲ့တာတဲ့ပုဂ္ဂိုလ်မဆိုထားနဲ့တူတဲ့ပုဂ္ဂိုလ်တော်မရှိဘူး ပညာအားဖြင့်လေဖျားတဲ့တာတဲ့ပုဂ္ဂိုလ်ဆိုတာမပြောနဲ့ဟိုဟိုတူတဲ့ပုဂ္ဂိုလ်မပြောနဲ့တာတဲ့ပုဂ္ဂိုလ်တာတဲ့ပုဂ္ဂိုလ်ဆိုတာမရှိဘူးတူတဲ့ပုဂ္ဂိုလ်တောင်မရှိဘူးလို့ဒီလိုဆိုလို့ရပေါ့နော်ဒါကြောင့်မို့တလောကလုံးကဥညွတ်လေးစားရတဲ့ပုဂ္ဂိုလ်သူမြတ်မို့ဘဂဝါန်လို့ဒီလိုခေါ်တာအဲ့ဒီမှာជីဣတိပိသောဘဂဝါသောဘဂဝါမြန်မာလိုတော့အမျိုးမျိုးပြန်ကြတယ် ဘုံတော်ကြီးမှာထိုရှင်တော်မြတ်ဖရာသည်ကိုယ်စိတ်ထဲမှာဒုကိုးွယ်တဲ့မြတ်စွာဘုရားဟာဣတိပိဆိုတာဒီအကြောင်းဒီအကြောင်းတွေကြောင့်အရဟံအရဟံဆိုတဲ့အကြီးချင်းတွေရှိပါပေတယ်လို့ဒီလိုပြောနှလုံးသွင်းတဲ့အခါမှာအဲ့လိုနှလုံးသွင်းရမယ်အကြောင်းနဲ့ဂုံအကြီးချင်းကိုသိရမယ်။အော်ဒီပုဂ္ဂိုလ်သူများဟာဒီအကြီးချင်းတွေရှိပါလား ဒါကြောင့်မို့တကယ်အရဟံမာလာဆိုရင်အတွေးနဲ့မြတ်စွာဘုရားဂုံတော်ပေါ်မှာတတိအမှတ်ရပြီးတော့ဆင်ញင်စဉ်းစားနေမှုနော်သမ္မာသင်္ကပ္ပဆိုရင်မှန်ကန်တဲ့အတွေးတွေနဲ့ဒီတရားဓမ္မကျင့်ကြံကြုတ်တာတတိထားနေတာတတိကိုအဓိကထားပြီးတော့ပြောတာတတိရှိလို့ရှိရင်ပညာကလည်းဖြစ်လာမြတ်စွာဘုရားပေါ်မှာစမ်းစစ်လေ့လာတဲ့အခါမှာအော်ဒီအကြောင်းဒီအကြောင်းနေကြောင်း ဒီအချက်တွေဒီအချက်တွေကြောင့်ဘုရားဟာတကယ်ဘဂဝါပါလားလို့ဟောအရဟံပါလားလို့လက်ခံလာတယ်ကျင့်နတ်လာအဲ့ဒီကျင့်နတ်လာသည့်ထိအောင်နှလုံးသွေးရမှာအဲ့ဒီလိုမဟုတ်ဘဲနဲ့အရဟံအရဟံအရဟံ၆ချက်၆ချက်လုံနေမရဘူးနော်ဘုရားကုံတော့မထိရောက်ဘူး၆ချက်ဆိုတာပရိကြတာကိုပြောတယ်နော်ပရိလုံးလေးချပြီးတော့ဒီဂုံတော်ဘလောက်ရွတ်တယ်ဆိုတဲ့အရွတ် အယုတ်ဆိုတာကအလုံးအမဲသားစားမှုမှာပဲဝါလို့မှမရတာတိတ်ဝါမှလည်းမဟုတ်ဘူးနော်အဲ့တော့ဒီမရွရဘူးတော့မဟုတ်ဘူးအရေးကြီးတာကမြတ်စွာဘုရားရဲ့ဂုဏ်တော်ကိုသိဖို့ကြိုးစားရည်ချင်းကိုသိမှစိတ်ထဲမှာနှစ်နှစ်ကာကဖြစ်လာရွရင်းရွရင်းနှလုံးသွင်းရင်တော့ခိစ္စမရှိဘူး အရေးအတွက်ကနန်းပေါ်မှာစိတ်ရောက်နေလို့ရှင်ဖះပေါ်မှာစိတ်မရောက်ဘူးအလားကိုယ့်ကိုစဉ်းရင်စဉ်းစားကြည့်ပေါ့အဲ့တော့စဉ်းစားရမှာကသောဘဂဝါဣတိပိအရဟံသောဘဂဝါဣတိပိသမာသမုဒ္ဒောလို့ပါဠိလိုကြတော့ဒီလိုပြောမြန်မာလိုပြောတဲ့အခါဒုကိုးကွယ်တဲ့မြတ်စွာဘုရားဟာဒီအချက်ဒီအချက်တွေကြောင့်အရဟံခုံတော်နဲ့ ြည့်စုံပါပေတယ်လို့စိတ်ထဲမှာသဘောကျလာသည့်ထိအောင်အချိန်ချင်းအထထတတိတဲ့တတိမပြတ်တတိကပ်ပြီးတော့စဉ်းစားဆင်ញင်သုံးသပ်နေဖို့လိုတယ်ဒါကိုဘုရားတို့တတိဘာဝနာပွားတယ်လို့ခေါ်တာအဲ့ဒီလိုသာစနစ်တကျပွားမယ်ဆိုလို့ရှိရင်ဂုံတော်ပွားနေတဲ့အချိန်မှာရာဂဒေါသမောဟဆိုတာတွေဖြစ်မှာမဟုတ်ဘူးနော်အင်တာမကြည်နူးဝယ်ရာတွေစိတ်ထဲမှာจิตတ်ဆရာတွေပဲဖြစ်လာပြီးတော့ တမာရီရလာမှာဖြစ်ပါတယ်။အေးဒါကြောင့်ကိုဘယ်အလုပ်ပဲဖြစ်ဖြစ်စနစ်တကျလုပ်ရမယ်၊တီးလဲတီးရမယ်။ဘုရားမြတ်စွာရဲ့အဆုံးအမဘုရားသာသနာမှာဒီဘုရားကိုကိုးကွယ်ကြတဲ့ဒီဘုရားဘာသာဝင်သူတော်ရှင်တွေဟာယုံယုံယုံပြီးတော့မတိရတဲ့ဟာတခုမှမရှိဘူး။ယုံယုံသာယုံရမှာမဟုတ်ဘူး။တကယ်ကို သိရှိနားလည်အောင်လုပ်ကြရတာဘုရားဘာသာမှာတရားနဲ့ပညာဆိုလို့ရှိရင်ပညာကိုအဓိကထားတာ